ါနဲ့လို့ပြောထားရတာနဲ့နင်ကဟိုတယ်ထိတောင်လာအိတ်လိုက်သေးရဲ့နေစမ်းမှာချက်တီးဘူးညင်နင်ကငါသားနဲ့ရှစ်ဆက်ဘလောက်ထိသွားမလို့ဒီရည်ရထားလဲဟမ်အန်ဒီစကားကိုစင်ကြင်ပြီးပြောပေးပါနော်အန်ဒီသားကြောင့်အန်ဒီအတိဆုံးနေမှာပေါ့အမျိုးသမီးတွေစောက်ကြတော့ဒါပေမဲ့သားနဲ့ပတ်သက်လာတော့မရတော့ဘူးဒီဟာတွေမေ့သွားတာသောပေါ့နော်။ဒါမိဘတယောက်ကတာသမီးပုံမှာထားတဲ့မြစ်တာပေါ့။ဒါပေမဲ့အဲ့ ောကဘာဖြစ်သွားတဖက်ကန်းဟိုလွန်သွားတာပေါ့နော်အပြင်မှာဆိုရင်တော့အဲ့ဒါတွေကတော့မကောင်းဘောနော်ခါကြလို့ရှင်ပရိုက်တာလောက်တာလဲလောက်တာပေါ့နော်ကိုဘုံပေါ်ကျင်တာပေါ့နော်အဲအဲ့ဒါမျိုးဆက်ရုပ်ကိုသွားပေးထားတာအမဒီဟာကြီးကလိုင်းမော်တင်မယ်ဆိုလို့ရှင်ဇက်ဝင်နေမှာပေါ့နော်မိန်းလေးဘက်ကနင်နာမှာလေနားအဲ့ဒါတွေမထွေးဘူးဒီကလိုက်မတွက်သွားရင်အဲကိုရီးယားလည်းမီဒီယာနဲ့ပါလို့ရှင်ကိုယုတ်ကတည့်ရမလားမီဒီယာပေါ်မှာဒီလိုမျိုးပြန့်နှံ့နေလို့ရှင်ကိုမျက်နှာပန်းလှတယ်မျက်နှာရရတယ်ပေါ့နော်ဒါပြဿနာနည်းလေးဆိုကိုအကြီးလောက်ချင်တာ အဓိကတော့ကိုပေါ်ပူလာဖြစ်ချင်တဲ့အဲပရိုက်တာလုတ်တယ်ဆိုတာလုပ်ငန်းမှာလေတကယ်တမ်းပရိုက်တာလုတ်နေရလူတွေတကယ်တကယ်တချို့တွေဆိုလုတ်နေရလူတွေကပေါ်တာမပေါ်တာထက်သူကူညီနေရဖို့အပြင်နေမှာဆိုလို့ရှိရင်အဓိကပဲပေါ့နော်မင်္ဂလာပါညီမလေးဒါအခုမြက်ွယ်ရစကားထဲမှာဒါမမရဲ့ပြောရမလို့မမရဲ့ဒီတင်းဆောင်တဲ့ဥစားရအကုန်လုံးလဲတော်ယူစိုက်နေကြတယ်ပြီးတော့မုံလဲမုံနေကြတယ်တော်တော်လေးမုံနေကြတယ်လို့ပြောလိုက်ပုံမှန်မှန်ထင်တယ် ့ဟုတ်ကဲ့ပါမပြောပြပါအောင်ဒီပုံမုံနေနေရလေးကိုလက်ခံပြတဲ့အကြောင်းအရာလေးရောဒီ Z ကလေးအကြောင်းပေါ့နည်းနည်းလောက်ကျွန်တော်တို့ကတော့မုံနေနေရပဲဖြစ်ဖြစ်ပဲနေရပဲဖြစ်ဖြစ်ဒါကတော့ support ဆိုတာကကြတော့ support ပေးရမှာကိုယ့်ရဲ့ဝတ္တရားပေါ့နော်အဲဘယ်လိုခေါ်မလဲတာဝန်လည်းဖြစ်တယ်ကိုယ့်ဒီ Z တစ်ဆက်ခေါ်ရိုက်ပြီဆိုတော့ကိုယ့်ရဲ့ character ကိုပြပြန်လောက်ရမှာအမတို့ရဲ့တာဝန်လေးမအေးရပါဘူးလာလာလိုက်တာလေဟမ်လူတရားထိုင်လို့ရှင်မမြင်ဘူးလားအမမမမရနော် မရှက်ထွက်ပါခဲတော့မကြောက်ဒီအိမ်မှာလောက်လာပြီအိုသေးတော့ခုချိန်ပြီးတော့မကြောက်အော်တားနေရတော့ချိတ်ဆက်မိတယ်အကုန်လုံးနဲ့ချိတ်ဆက်မိတယ်ဟိုစိတ်မမှလည်းဒီလူတွေကကိုတွေကလည်းအရင်တည်းကလည်းရင်းနှီးပြီးသားတွေဆိုတော့လေမစိမ့်ဘူးဟောငိမ့်တော်လည်းမစိမ့်ဘူးမောင်နှမရေလို့ပြောပါအဲ့လိုမျိုးပေါ့အဆင်ပြေပါတယ်ဟိုတားမိတာပြောရလေဒီလောကကြီးရဲ့မှာလေယတိဖူးမြတ်တယောက်တည်းမိမရှိတာမဟုတ်ဘူးမင်းအဲ့ကောင်မလေးနဲ့ပတ်သက်ပြီးအချိန်ကုန်ခံမနဲ့တားရဲ့ မင်းကသာဖြစ်ပြက်နေတာဟောအဖေမင်းကိုခေါင်းထဲမှာတော့ရှိတာမဟုတ်ဘူးဟာမမေမဆိုင်တာတွေမပြောစမ်းပါနဲ့ဗျာငိန်ချင်းတော့မဲအကုန်လုံးကတော့မမေရဲ့မမေနေရပါတော့ဘာဖြစ်စောတားဆိုလဲသိရမလားမအေဇောနဲ့ဟုတ်နင်းငယ်မိတားဆိုမဟုတ်တာတွေဟုတ်တာတွေရောကလင်စီညမ်းစင်ပြီးတော့သိရမလားတားဟုတ်ဟိုဘက်ကမပောင်းပြောရတာဟာတွေရောအဲ့ဒါလေးလည်းအခုမတို့တို့ကတော့ဒါဇက်တစ်ခုကဟိုအမတ်တရအရေးရစရာတွေပြီးပြီးတော့ဟိုရှင်မုံပေါ့အဲ့လိုမျိုးသိရမလားဟုတ်အကွက်ချာချာလောက်တာတွေအဲ့လိုမျိုးပေါ့ အကုန်လုံးကတော့အမှတ်ကြီးအမှတ်ရစရာလေးကြီးပဲတယောက်နဲ့ယောက်ယောက်ခံနေရတယ်။တယောက်တစ်ကလောကလေးတွေတည်ရမလားတယောက်တစ်ဟာကိုအိုဘာဒင်းနေကိုတယောက်တစ်ကိုအရန်ဆိုဆဲကြပြီးအရန်ပေါ်လွင်ခြင်းနေတာအဲ့ရဲ့စိတ်တွေပေါ့နော်ပြီးတော့သားသမီးပေါ်မှာထားတဲ့မိဘမေတ္တာမိဘရဲ့မေတ္တာဘလို့ဖြစ်သွားလဲဆိုတော့ဟိုထားအထားလုံးတဲ့ခါကျတော့ဟိုအတ္တဆန်သွားဒါကလည်းပညာပေးဇလန်လေးပေါ့နော်ပြင်မာလည်းအဲ့လိုမျိုးရှိတယ် အမေတချို့မေမိပါတယ်လေဟိုသားသမီးကိုသားပေါ်ပေါ့သားဆိုလဲသားပေါ့သမီးဆိုလဲသမီးပေါ်ပေါ့ထားရမြတ်တာတအားလွန်ကဲသွားတဲ့အခါကျတော့မလုံတဲ့နဲ့အမှားမျိုးတွေလည်းလုံးမိတယ်အဲဟိုပြောမယ်ဆိုတော့ကလင်ကြစ်တွေပါလာတာပေါ့သိရမလားအမျိုးသမီးတွေစောက်ရှော့ဒါပေမဲ့သားနဲ့ပတ်သက်လာတော့မရတော့ဘူးဒီဟာကိုမေ့သွားတာသားစောပေါ့နော်။ဒါမိဘတယောက်ကတာသမီးပေါ်မှာထားတဲ့မြစ်တာပေါ့။ဒါပေမဲ့အဲ့ ဇောကဘာဖြစ်သွားတဖက်ကန်းဟိုလွန်သွားတာပေါ့နော်အပြင်မှာဆိုရင်တော့အဲ့ဒါတွေကတော့မကောင်းပေါ့နော်ဒါကတော့ပညာပေးဇလန်းဆိုတဲ့ခါကြောင့်အပြင်မှာရဲ့အဲ့ဒါမျိုးတွေရှိပါတယ်ရှိတဲ့ခါကြောင့်အဲ့တိုင်းပဲဒါတို့ကသွားပေးရတာလေ အဲအပြင်မှာဆိုရင်တော့အဲ့ဒါမျိုးကြီးကတော့တိတ်ပြီးတော့ဒါသမီးချင်းကိုချင်းမဆာရမျိုးကြတာပေါ့နော်တစ်ဖက်တရားတစ်ဖက်ကိုဟိုတကယ်ဟုတ်လားမဟုတ်လားမဝေဖန်တော့မပိုင်းခြားတော့ဘူးကိုသားနဲ့ဖြစ်မှာ ਉਹ ပဲစိုးရိမ်ပူပန်ပြီးတော့ကလော်ကလဲတွေလုတ်တဲ့ကလင်ကစ်တွေကြပြီးတော့ခွဲတာအမှန်မှန်ကတော့မင်းကလေးဘက်ကတော့ဘာမှမဟုတ်ဘူးပေါ့နော်တိတ်ပြီးတော့သူ့ဘာနေနေတာအဲကိုသားကတော့တောင်းရနေတာအဲ့ဒါကိုမသွားရအောင်ကိုမသိရမလားကလဖန်နေထိုးရတာလို့မျိုးပေါ့အမောပေါ့ ရွှေပုံနဲ့ကြညီမလေးနဲ့ကြတော့လဲလေဟိုအရင်ကလည်းကိုရတိနေတဲ့ခါကျသူဘာပြောရင်ကိုဘာပြောမလဲတိတ်ညှိစရာမလိုစင်းပေါ်မှာသူဒါပြောရင်ကိုဒါလုပ်မယ်ဆိုတာလေဟိုသူကတော့အငငွေကြပဲအရွှေမောင်းကလည်းပိုင်နေသူလောက်ကောက်ကိုသူပိုင်အောင်လုပ်တယ်အော်သူလုံနေပြီဆိုကွာလဲလျှော့လို့မရတော့ဘူးလေသိရမလားသူနဲ့အပြန်လိုက်ပြီးတော့တယောက်တယောက်ကအဖေးယူညှတယ်လို့ပဲပြောရမှာပေါ့နော်တယောက်တယောက်ဆွဲခေါ်ကြတာပေါ့နော်အဲ့တော့သူနေရာလဲတော်တော်လေးကိုလောက်ကောက်မိုက်တယ်အဲကိုကလည်းသူခေါ်ရတဲ့နောက်ကိုကလည်းလိုက်ရတာလေတကယ်မလိုက်လို့မရဘူးလေသူတော်တော်သွားရဆိုတော့အဲ့လိုမျိုးပေါ့အချိတ်ဆက်လေးနဲ့ take off. ာကတော့ပြောချင်တာပညာပေးဇာလံဆိုရဲအပြင်မှာလည်းရှိရလေခါကြလို့ရှင်ပရိုက်တာလောက်တာလည်းလောက်တာပေါ့နော်ကိုဘုံပေါ်ချင်တာပေါ့နော်အဲအဲ့ဒါမျိုးဆက်ရုပ်ကိုသွားပေးထားတာအမကျမတို့ကပါလေမြတ်တန်လေးအောင်ပရိုက်တာဖွဲရပါညာလေးလေးကိုကူညီဖို့လေရောက်လာကြတာပါညာလေးလေးဘာမှခေါ်လေးပါလားမဟုတ်တရားမညာလေးရဲ့အမေလားရှင်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဟုတ်ကျမတို့ညာလေးညတွေ့လို့ရမှာရှင်အခုလို့လေမီဒီယာတွေအများကြီးပါလာတဲ့အခါကျတော့တမီးလေးကထွက်မတည်ရဘူးရှက်နေလို့ အဲ့ဒါပြန်လိုက်ကြပါတော့နော်ဟုတ်ကျမတို့ကဒီမီဒီယာကုညီနေအမသမီးကိုကုညီမလို့ပါ writer လုပ်နေရဆိုတော့ဒါကြီးတွေကအမှန်တကယ်ဆိုလို့ရှိရင်ဟိုဒီဟာကြီးက line mode တင်မယ်ဆိုလို့ရှိရင်ဇက်ဝင်နေမှာပေါ့เนาะ main လေးဘက်ကနင့်နာမှာလေနာအဲ့ဒါတွေမတွေးဘူးဖတ်သူရဲ့ခလေးကိုမတွေးပေးတာအမှန်တကယ်ဆိုတော့အတ္တကြည့်တာကိုယ့်ဘက်ကိုပဲကိုကြည့်တာအဲအဲ့လိုစိတ်မှုနဲ့တော့ဟဲ့ဘာလို့ဆို ဒီကလေးမာလည်းသူ့ရဲ့ဟာသူမပြောချင်ဘူးလေမဖြေချင်ဘူးလေသူအချက်တော်ပဲဖြစ်မှာတော့သူအကြောင်းကြောင်းကြောင့်ပေါ့သူမဖြေချင်တာရှိတာကိုကမင်းအောင်အဲ့ဒါကြီးကိုအတင်းအရမသိရမလားကိုမျက်နာလူမျက်နာရကြတယ်မျက်နာလူကျင်တယ်ဒီမီဒီယာရဲ့ပုံမှာသတင်းတက်လာရင်ကိုကအဲသိရမလားမျက်နှာပေါင်းပွင့်မယ်ပေါ့နော်အဲ့ဒါတော့အတားကြီးရဲ့သူတွေအတွက်ကိုပေါ့မတော်တာပညာပေးဆက်လာရိုက်ထားတာအပြင်မှာလည်းအဲရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ရှိတယ်လို့လည်း တို့ဟမ်လာအမသူများရောပုတ်ခတ်ပြီးတော့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပညာပေးဇာလန်းဖြစ်တဲ့အတွက်အပြင်မှာလဲထုံနေတဲ့ကောင်းလေးတွေပေါ့နော်ခြေကောင်းလဲရှိလိုက်မယ်ပေါ့နော်အမတော့အမဟိုစက်လာကန်ရင်မဘာဆက်ဖြစ်ပြီးအမရိုက်တယ်ဘာလို့ဆိုတော့ဒီဇက်လေးကလည်းအမအတွက်လောက်ပိုင်ခွင့်လေးတွေရှိရဲ့အဲဘယ်လိုပြောရမလဲဆိုတော့အမလုံနေကြတိုင်းဖက်ကရိုက်တာလေးဖြစ်တယ်ပေါ့နော်အဲ့တဲ့ခါကျတော့အမအတွက်ကတော့ဟိုလုံနေကြဒီပုံစံလေးတွေပဲဆိုတော့အမဘက်ကတိတ်ပြီးတော့အပန်းမကြည့်ဘူးအာ ပြောတာဗောကိုလာကန်းလှမ်းတော့ပါလီယံကဝေးဗောခုနီယာဆိုလဲကိုပဲဒီနီယာဆိုလဲကိုပဲတဲ့မှာအရင်ပုံမျိုးလာဖြစ်ချင်နေရလေအဲဖြစ်တာပြဿနာနည်းလေးဆိုကိုအကြီးလုတ်ချင်တာအဓိကတော့ကိုပုံမျိုးလာဖြစ်ချင်တဲ့အဲဘရိုက်တာလုတ်တယ်ဆိုတာလုပ်ငန်းမှာလေတကယ်တမ်းဘရိုက်တာလုတ်နေရလူတွေတကယ်တကယ်တချို့တွေဆိုလုတ်နေရလူတွေကပေါ်တာမပေါ်တာထက်သူကူညီနေရဖို့အပြင်နေမှာဆိုလို့ရှိရင်အဓိကပဲပေါ့နော်အေးမြတ်ဆိုအဲ့လိုအပိုင်းတော့ထားတယ်ပေါ့နော်ကိုတွေကတော့မဟုတ်ပေါ်လင်းကျင်တာ ကိုလှုပ်တဲ့အလုပ်တွေသူများကိုသိစေခြင်းနဲ့အဲပေါ်လွင်စေခြင်းနဲ့အာအမအိုက်ခရိုက်တာနဲ့အိုက်ပိုင်းနဲ့သွားရတာပေါ့အဲအဲ့ဒါကတော့အမကပြောခြင်းတာပရိသတ်ကိုပဲဖြည့်ထုတ်စေခြင်းနဲ့သူသူတို့ကြီးစေခြင်းတာဒီကားလေးကိုလေကြီးစေကြည့်ပြီးတော့အာကြည့်ကြည့်ပြီးတော့အာဒါအော်ဒါကြဒီလိုမျိုးလေးမြုပ်ကက်လေးကဒီလိုပါလားဆိုသိစေချင်တာအဲ့ဒါမှမြုပ်ကက်လေးကိုမပြောတော့ဘူးရှေ့ရအိုက်ကားရိုက်တော့အမှန်တကယ်ပြောလို့ရှိရင်အမနေမကောင်းငယ်အမအဲ့ချိန်မှာဘောကဒီလိုမျိုးဒါဆိုရင်တော့တန်မှန်မျက်နှာနေတာပေါ့အိုက်ကားမှာဆိုအမစကားပြောလို့ရှိရင် အမပားထဲမှာအမရဲ့အတီးကပားတွေကဖောင်းနေရလေဖောင်းနေစကားပြောလို့ရှင်မနေအာယူပြောရတယ်နေမကောင်းစိတ်ဝင်စင်ကသားဆိုတော့လေဟိုပားတွေကဖောင်းတဲ့ခါကျဗစက်ထဲမှာဒီအပားအသားတွေကပြည့်ပြည့်နေတဲ့ခါကျစကားပြောတာအားမရတိလားဟိုလိုလုတ်ကိုကိုလုတ်ပိုင်ကိုလုတ်နိုင်ဆိုရကိုမှလုတ်ပိုင်ခွင့်ရှိရတာအားမရတဲ့အပိုင်းလေးတွေရှိအဘာကြောင့်လို့ရှင်အမနေမကောင်းတော့အဲ့မှာအဲ့မှာတွေ့ရလိမ့်မယ်ညနာဆိုဖောင်းဖောင်းလေးဖောင်းဖောင်းအထားရဲ့ဗစက်ထဲမှာဆိုလို့ရှင်အဲ့အသားတွေကပြည့်နေတဲ့ခါကျအားယူပြီးတော့ကိုလုတ်ရတာပေါ့ အားလေးရလဲအမှတ်တရပါဘူးအဲ့မကိုကိုကိုယုံကြည်မှုနည်းနည်းလေးပေါ့ဥမာသုံးပုံပုံနည်းနည်းလေးပေါ့တကယ်မှပါနေတာပေါ့နော်ကိုလုံးနိုင်နေဆိုပြီးမဲ့စကားပြောတဲ့ခါမှာတမ်းမန်မဟုတ်ဘူးထဲထဲမှာဂုံးဒီပါသားတွေကပြည့်နေပါဇက်ထဲမှာပြည့်နေခလုတ်တိုက်နေဒီရှာတွေသွားရည်နဲ့ဒီအသားတွေကပြည့်နေတော့ခလုတ်တိုက်နေအမအဲ့လိုကနေမကောင်းတာတော့ဆင်းအောင်ဆင်းလာတော့စီပုသက်စီတုံးဆဲအခါကြတော့လေလူကောင်းလဲဆင်းရဆင်းအောင်ဆင်းလာတာဆိုတော့ပါးကြီးဒီတရားရဖောတော့လို့မျိုးပေါ့ဒါမှမဟုတ်အဲ့ထဲမှာတော့ဟုတ်နေတာပါးလေးတွေဖောင်းဖောင်းလေးတွေပြည့် ဆန်းထားနေတယ်ပေါ့တမျိုးလေးပေါ့ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေတာပေါ့မာပြိတက်ကိုကြီးစေခြင်းနဲ့အားကြောင့်မလို့ဒီမျက်ွယ်ရစကားလေးကိုအဲပြိတက်တရားနေပြီးတော့ပေါ့ဟိုအားပေးပါလို့ဝေဖန်ပေးပါအောင်လို့သုံးသက်ပေးပါအောင်လို့အဲအတ္တဆန်တဲ့မိဘတယောက်ကပေါ့နော်အပြင်လောကမှာလည်းရှိသလိုဟောရှိတင်လားမရှိတင်လားအမှန်တကယ်ပြောရင်တော့မရှိတင်ဘူးပေါ့နော်ဒါပေမဲ့အဲ့နောက်မှာလှုပ်ရချက်လေးလည်းရှိပါသေးရဲ့လို့ကြည့်ပြီးတော့အားပေးပါဝေဖန်ပေးပါလို့တာပြောချင်ပါတယ်ရှင့်ဒီမျက်ွယ်ရဇလန်းမှာပညာပေးအများကြီးပါနော် 滴滴吧。